နဲ့မဆိုင်ဘူး။ဘာနဲ့ဆိုင်လို့လဲ။ကမ္မုနာဝဒလောဟောတိကမ္မုနာဟောတိပြမနောတဲ့။သူ့ရဲ့လောက်ရနဲ့ဆိုင်တယ်။လောက်ရကမကောင်းဘူးဆိုရင်မကောင်းတဲ့လူပဲ။လောက်ရကကောင်းရင်ကောင်းတဲ့လူပဲ။အဲ့တော့သူ့ရဲ့အပြုအမူပေါ်မှာကြည့်ပြီးတော့လူကိုတန်ဖိုးဖြတ်လို့ဒီလိုဆုံးလို့ရတယ်။ဟာလူကိုတန်ဖိုးဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်းပဲတေချာနာပဲ။သူများပစ္စည်းခိုးတဲ့လူသခိုးလို့သတ်မှတ်တာပဲလေ။ဘာလူမျိုးပဲဖြစ်ဖြစ် သူများပြစီခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေအဲကျောင်းဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်လေအဲ့လိုမဟုတ်ဘဲနဲ့အယောင်းဝယ်လုပ်ရင်ကုန်တယ်ပေါ့တင်ကားဝယ်ရင်တော့ဘုံကြီးပေါ့အသူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာဟာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုပ်ကျွေးဘူးဆိုတော့ပုဂ္ဂိုလ်တယောက်ဟာဒါသူ့ဥမ္မာပဲတဲ့မြတ်စွာဘုရား အဲ့ဒီပုဂ္ဂိုလ်သူရောမှလို့ပဲမှတ်ထားပါ